င်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ပြည်ပဖီအားတွေကိုဘယ်တော့မှဥမညွတ်ဘူးဆိုပြီးပူတင်ကပြောဆိုခဲ့တဲ့အကြောင်းအနှစ်900အတွင်းပထမဆုံးချိန်ဗီတင်ဘီနဲ့ပုံရမ်းမင်းကြီးတို့အတူတကွဝေပြုခဲ့တဲ့အကြောင်းနဲ့အင်ဖြူတော်ကာပွဲခန်းမှာတိဆောက်ရေးထတ်တိုးအလှူရှင်တွေရှာဖွေနေတဲ့အကြောင်းတို့ကို ဖော်ပြပေးလိုက်ပါတယ် ပမာဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့ရုရှားနိုင်ငံဟာအမေရိကန်တမမဟုတ်အခြားနိုင်ငံတွေရဲ့ဖိအားပေးမှုကိုဥညွတ်မှာမဟုတ်ဘူးဆိုပြီးရုရှားသမ္မတပူတင်က ပြောဆိုခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ No, да, они для нас носят серьёзный, конечно, характер это. ဒါပြင်အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုအစ်တွေကရုရှားနိုင်ငံရဲ့စီးပွားရေးကိုထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးပူတင်ကပြောဆိုခဲ့တာလည်းတွေ့ရပါတယ်။ ဒီနောက်တွင်တွေ့ဆုံချိန်မှာအမေရိကန်နဲ့ရုရှားဆက်ပြီးဆွေးနွေးဖို့ဆန္ဒရှိတယ်လို့ရုရှားသမ္မတပူတင်ကပြောကြားထားပါတယ်။ဟန်ဂေရီနိုင်ငံဘူဒါဘက်မြို့မှာတွေ့ဆုံဖို့ရွေးချယ်ခဲ့တာကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ရွေးချယ်မှုဖြစ်တယ်လို့ပူတင်ကပြောဆိုထားပါတယ်။အမေရိကန်နဲ့နောက်ဆုံးဖုံးပြောပြီးမှအမေရိကန်ဘက်ကဆွေးနွေးပွဲနဲ့ပြုလုပ်မယ့်နေရာကိုသူတို့ကိုယ်တိုင်ပြုလုပ်မယ်ဆိုပြီးအဆိုပြုထားပါတယ်။ဒါကိုကျွန်တော်လည်းသဘောတူပါတယ်။ဆွေးနွေးပွဲတွေကအမြဲတမ်းထိတိုက်တွေ့ရတယ် စစ်ဖြစ်တာတွေထက်ပိုပြီးကောင်းမွန်ပါတယ်လို့ပူတင်က ပြောဆိုထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားကိုစက်ခုကြားလို့ပြောဆိုထားပြီးပူတင်နဲ့တွေ့မဲ့တွေ့ဆုံပွဲကိုဖျက်သိမ်းထားရလဲဖြစ်ပါတယ်။ဒါပြင်အမေရိကန်ကလည်းရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီကြီးနှစ်ခုကိုစီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ဒီလိုတိုက်ခိုက်မှုတွေကိုရုရှားရဲ့ပြင်းထန်ပြီးပြတ်သားတဲ့တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်ရမယ်လို့ပူတင်ကသတင်းနောက်တွေနဲ့တွေ့ဆုံချိန်မှာထုတ်ဖော်ပြောဆိုထားပါတယ်။ ယူကရိန်းသမ္မတဇယ်လန်စကီကပြည်တွင်းထုတ်ဒုံးကြီးတွေဟာမိုင်1900အကွာဝေးကိုပြစ်ခတ်နိုင်တယ်လို့ပြောဆိုမှုနဲ့ပတ်သက်ပြီးလဲပူတင်ကဒါကစစ်ပွဲရှင်ကိုပိုပြီးမြင့်တက်လာစေတယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာဒေါက်တာတင်ဆက်ပေးမယ့်အကြောင်းကတော့ဗြိတိန်ချားပြင်းနဲ့ပုံရမ်းမင်းကြီးလီယိုတို့ဟာအော်တိုဘာလ23ရက်နေ့ကဗာတီကန်မြို့စစ်စတင်ဖျားကြောင်းမှာတမောင်းဝင်အတူတွဲဝိပြုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ် 1534ခုနှစ်မှာအထမမြောက်ဟင်နရီဘုရင်ကကက်သလစ်ဘာသာသာသနာကနေအင်္ဂလိကန်အသင်းတော်ကိုခွဲထွက်ပြီးရဲ့နောက်ပိုင်းမှာပြည်တွင်ပြည်နဲ့ကက်သလစ်ပုံရံမင်းကြီးတို့နဲ့အတူတွဲပြီးတော့ဝိပုဒ္ဓဟာနှစ်ပေါင်း900နီးပါးတွင်ပထမဆုံးကျေလည်ဖြစ်ပါတယ်။အင်္ဂလိကန်အကြောင်းတော်နဲ့ကက်သလစ်အကြောင်းတော်ရဲ့အကြီးမှုတွေအတူတွဲဝိပုဒ္ဓနဲ့ကြည့်မယ်ဆိုရင်တော့တမိုင်းတစ်လျှောက်ပထမဆုံးကျေပဲဖြစ်ပါတယ်။ မိုက်ကယ်အင်ဂျလိုရေးဆွဲခဲ့တဲ့ Less Judgment နိုင်ရန်စီးရဲပကြီးကားကြီးရှိမှဘူရန်မင်းကြီးကဆူတောင်းကြပါစို့လို့ပြောလိုက်တဲ့အချိန်မှာဝဲဘက်မှာထိုင်နေတဲ့ Chester England ရဲ့ Spring Governor ဖြစ်တဲ့ချားဘရင်နဲ့မိဖုရား Camilla တို့အတူဝတ်ပြုခဲ့တာပဲဖြစ်ပါတယ်။လက်တင်လိုဝိယုတန်တွေနဲ့အင်္ဂလိပ်လိုဆူတောင်းတန်တွေရောရှက်သွားခဲ့ပြီးဝတ်ပြုပွဲကိုပုံရှမ်းမင်းနဲ့အတူအင်္ဂလိပ်ကဘုံချုပ်ဆရာတော် Steven Cottrell ကဦးဆောင်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ဒါအပြင်ချားပြင်းနဲ့ကမီလာမီဘီယားတို့ဟာပုံရံမကြီးလီယိုနဲ့အဲ့ဒီနေ့မနက်ပိုင်းကတီးတန့်တွေ့ဆုံခဲ့ပါသေးတယ်။ညနေပိုင်းမှာတော့သူတို့ဟာရောမမျိုးကစိန်ပေါ်ဖျားကျောင်းကြီးကိုတွားရောက်ခဲ့ကြပါလေ။အဲ့ဒီဖျားကျောင်းဟာသာသနာပြုပြင်ပြောင်းလဲမှုမတိုင်ခင်ကပြည်တွင်ဘီရင်စနစ်နဲ့တမိုင်းဆက်နယ်မှုရှိခဲ့တဲ့နေရာလဲဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်မယ့်အကြောင်းကတော့ ဒေါ်လာ3300ကုန်ကြမှာဖြစ်တဲ့အင်ဖြူတော်ကာပွဲခန့်မှတိဆောက်ရေးအတွက်အလူရှင်တွေထပ်မံရှာဖွေနေပြီးလုံးဝမယ်ဆိုရင် သူလူမဲဆိုပြီးထရန့်က ပြောကြားခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်လရှိလှူဒန်းထားကြတဲ့အလူရှင်ကုမ္ပဏီတွေနဲ့လူပုဂ္ဂိုလ်တွေစီးရင်ကိုသမရဘက်ကထုတ်ပြန်ပေးထားပြီးမဲ့ဘသူကဘလောက်လှူတယ်ဆိုတော့ကိုတော့အသေးစိတ်ဖော်ပြထားခြင်းမျိုးတော့မတွေ့ရပါဘူး။ ဒီစီမံကိန်းတွေလှူဒန်းမယ်လို့ကြေညာထားတဲ့ပမာဏဟာဒေါ်လာ တန်း100နီးပါးရှိလာပြီဖြစ်တယ်လို့ထုတ်ပြန်ထားတာလည်းတွေ့ရပါဗျ။ထရန့်ကသူလဲဒေါ်လာတန်းချီထည့်ဖို့ရွယ်ထားပြီးတော့ဘလောက်လို့လို့ကြုတ်လှမယ်ဆိုပြီးပြောထားတာလည်းဖြစ်ပါတယ်။အလူရှင်အစင်းမှာနီးပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Amazon, Meta, Microsoft, Alphabet လေးကြောင်းနဲ့ကာကွယ်ရေးနီးပညာကုမ္ပဏီကြီး Lockheed Martin, Crypto ကုမ္ပဏီတွေနဲ့လုပ်ငန်းရှင်တွေလည်းတွေ့ရပါဗျ။ အင်ဖီရောကထုတ်ပြန်ထားတဲ့လူရှင်အဖွဲ့စည်းနဲ့လူပုဂ္ဂိုလ်38ခုမှာမန်ချက်စတာယူနိုက်တက်ပန်းရှင်ဂလီဇာမိသားစုကအက်ဝတ်ဂလီဇာလည်းပါဝင်နေတာတွေ့ရပါတယ်။စတရီယန်ဘေး9000ရှိတဲ့ကာပွဲခန်းမအတွက်ကုန်ကြစည်ဒေါ်လာတန်း100ရှိမယ်လို့ထရန့်ကကနဦးခမန်းခဲ့ပေမဲ့အခုအခါမှာတန်း300ကုန်ကြမယ်လို့ပြောင်းလဲခဲ့တဲ့အတွက်လူရှင်တွေထပ်ပြီးတော့လိုအပ်လာတာပဲဖြစ်ပါတယ်။အခုကသမရဂရောနဲ့အခြားဝန်ထမ်းတွေရဲ့ ရုံးတွေထားရှိတဲ့အင်ပီရောအရှိဆောင်တစ်ခုလုံးကိုဖြိုချလိုက်ပြီပဲဖြစ်ပါတယ်။ဒီလိုရက်ကိုဒီမိုကရက်တီနဲ့အချို့အဖွဲ့အစည်းတွေကဝေဖန်ထားကြပြီးတမန်ဝင်အဆောက်အုံကြီးတစ်ခုလုံးဖြိုချခဲ့တဲ့ဘောအပြစ်တင်ခဲ့ကြတာတွေ့ရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ကနေဒါနိုင်ငံနဲ့ကုန်သွယ်ရေးရာဆွေးနွေးမှုမှန်သမျှကိုချက်ချင်းရက်စဲလိုက်ပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအတည်ပြုလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒါဟာအမေရိကန်သမ္မတဟောင်းရော်နယ်ရေဂင်ကအခွန်စည်းကြမ်းမှုတွေနဲ့ပတ်သက်ပြီးအပြတ်သဘောပြောထားတဲ့ကြော်ညာတစ်ခုကိုပြသခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အဲ့နောက်ထရန့်ကဆိုရလွန်းနဲ့သူတို့လူရဲ့ကြောင့်ကနေဒါနဲ့ကုန်သွယ်ရေးဆွေးနွေးမှုအားလုံးကိုအဆုံးသတ်လိုက်ပြီးဖြစ်တဲ့ကြောင့် True Social ပေါ်မှာ post တင်ထားတာတွေ့ရပါတယ်။အဲ့ဒီဗီဒီယိုဟာအမေရိကန်တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကိုကြားဝင်ဆက်ဖတ်နိုင်ဖို့ရည်ရတာဖြစ်တယ်လို့လည်းထရန့်ဘက်ကစွပ်စွဲထားပါတယ်။ အခုလိုမျိုးကဘာလုံးဆိုင်ရာအခွန်စည်းကြမှုတွေနဲ့ပတ်သက်ပြီးလာမယ့်နိုဝင်ဘာလအတွင်းတရားဝင်မှုရှိမရှိဆိုတာဆုံးဖြတ်ပြီးတော့မှာပဲဖြစ်ပါတယ်။တကယ်လို့သာဥပဒေနဲ့မညီဘူးဆိုပြီးဆုံးဖြတ်ခံရရင်အမေရိကန်မှာအခွန်စည်းကြမှုကနေရရှိထားတဲ့ဒေါ်လာဘီလျံချီဝင်ဝေကိုပြန်အမ်းပေးတာမျိုးဖြစ်လာနိုင်ပါတယ်။တချိန်တည်းမှာအမေရိကန်ကကနေဒါဘက်ကဝင်ရောက်တဲ့သွင်းကုန်အများစုကိုအခွန်35ရာခိုင်နှုန်းကောက်နေတာတွေ့ရပါတယ်။ဒါအပြင်ကနေဒါရဲ့ကဏ္ဍလိုက် အခွန်စည်းကြက်မှုတွေလည်းချမှတ်ထားပြီးတက်တူထုတ်ကုန်တွေပေါ်90ရာခိုင်နှုန်းနဲ့မော်တော်ကားတွေပေါ်25ရာခိုင်နှုန်းထိရှိတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းထရန့်ပထမတက်တန်းအတွင်းမက်ဆီကိုကနေဒါတို့ညှိနှိုင်းမှုကနေရရှိလာတဲ့ USMCA လောလတ်စွာကုန်သွယ်ရေးသဘောတူညီချက်အောက်ကကုန်စည်တွေကိုတော့ကင်းလွတ်ခွင့်ပေးထားတာဖြစ်ပါတယ်။အထူးသဖြင့်တမ်မနီအလူမီနီယံနဲ့ကားတွေပေါ်အခွန်ကောက်ခံမှုက ကနေဒါကိုအပြင်းထန်ထိခိုက်မှုတွေရှိစေပြီးအလုတ်ကင်ဆုံးရှုံးမှုတွေဖြစ်ပေါ်စေသလို့ စီးပွားရေးလုပ်ငန်းတွေအတွက်လည်းဖိအားများစေခဲ့ပါတယ်။ဒါကြောင့်တရားရုံးချုပ်စိုးမက်ချက်ဟာသမ္မတထွန်းရဲ့လုံပိုင်ခွင့်အာဏာအတွက်ရောသူ့စီးပွားရေးမူဝါဒအတက်ပါအကြီးမားဆုံးစမ်းသပ်မှုဖြစ်လာခဲ့ပါတယ်။လော်လော့ဆယ်ကနေဒါဝန်ကြီးချုပ်မကာနီဘက်ကထရန့်ရဲ့ကြေညာချက်ကိုမှတ်ချက်ပေးတာမျိုးတော့မတွေ့ရသေးပါဘူး။အခုနေ့အစောပိုင်းကဝါရှင်တန်မှာရှိတဲ့တရုတ်တန်ရုံးဟာရေဂင်ရဲ့ဗီဒီယိုအပိုင်းအစကိုတုံးပြီး S လူမှုကွန်ရက်ပေါ်မှာလာတူဖော်ပြခဲ့မှုပါတယ်ခင်ဗျာ။ ောက်ထပ်ဖော်ပြပေးမယ့်အကြောင်းကတော့နောက်ဘက်ကန်ဒေတာသိမ့်ပတ်ရေးအစ္စရေးလွှတ်တော်မှာမဲခွဲမဲ့ကိစ္စကိုအမေရိကန်ကဝေဖန်လိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်လက်ရှိမှာလေအစ္စရေးကထိန်းချုပ်ထားတဲ့ပါလက်စတိုင်းနယ်မြေအနောက်ဘက်ကမ်းဒေသကိုအစ္စရေးအချုပ်ချာအာဏာပိုင်ဒေသအဖြစ် သိမ်းပိုက်သွတ်သွင်းရာရောက်စီတဲ့ဥရီတည့်ရဲ့လွှတ်တော်မှာမဲခွဲဆုံးဖြတ်ဖို့စီစဉ်ထားတဲ့ပေါ့ ်အမေရိကန်ဒုတိယသမ္မတ JD Vance နဲ့နိုင်ငံရေးဝန်ကြီး Marco Rubio ကဝေဖန်လိုက်တာပဲဖြစ်ပါတယ်။အနောက်ဘက်ကမှအစ္စရေးနိုင်ငံရဲ့ဥပဒေတွေအာနာတီကျင့်သုံးရေးဥပဒေချမ်းကို ကနဦးအတီးပြုချက်ပေးဖို့လက်ရစွန်းနိုင်ငံရေးသမားတွေကအစ္စရေးလွှတ်တော် Next Sam မှာတင်သွင်းခဲ့တာပဲဖြစ်ပါတယ်။ဒီဒေသဟာဂါဇာကမ်းမြောင်နဲ့တူအနာဂတ်ပါလက်စတိုင်းနိုင်ငံရဲ့နေမြေတစ်ခုဖြစ်ရမယ်လို့နိုင်ငံတကာကလက်ခံထားကြတာဖြစ်ပါတယ်။ဒီလိုရဟာအင်မတန်မိုင်မဲတဲ့နိုင်ငံရေးစတန့်ထွင်တာသာဖြစ်တယ်လို့လည်း ်အစ္စရေးကိုလာရောက်တဲ့အမေရိကန်ဒုတိယသမ္မတ JD ဘက်ကမှတ်ချက်ပေးခဲ့ပါတယ်။နိုင်ငံသားဝန်ကြီးရူဘီရောကလည်းအနောက်ဘက်ကမ်းကိုသိမ်းလိုက်တာဟာသမ္မတထရန့်ရဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုထိခိုက်စေမယ်လို့တတိပေးထားတာဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုကတော့ဒီလိုရဟာစိတ်ဝမ်းကွဲအောင်လို့အတိုက်ခံတွေဘက်ကနိုင်ငံရေးရွေချက်ရှိရှိလုပ်တာလို့ဝေဖန်ထားတာဖြစ်ပါတယ်။နေတန်ယာဟုရဲ့လက်ရရင်းလီကော့ပါတီနဲ့မဟာမိတ်တွေက ဒီဥပဒေမူကြမ်းကိုမဲပေးထောက်ကမှာမဟုတ်တဲ့အတွက်အတီးမဖြစ်နိုင်ဘူးလို့လည်းဖြေရှင်းမှုတွေပြုလုပ်ထားပါတယ်။အခုအခါမှာအဲ့ဒီဥပဒေကြမ်းအတီးပြုရေးလုပ်ငန်းစဉ်တွေပါရပ်တန့်ထားဖို့နေတန်ရာကညွှန်ကြားထားတယ်လို့ဆိုပါတယ်။ဒါကနိုင်ငံရေးစတန့်ထွင်တာပါ။အင်မတန်မိုင်မဲတဲ့နိုင်ငံရေးစတန့်ပါ။ကျွန်တော်အမြင်ရတော့ဒါကစော်ကားတာပါ။အနောက်ဘက်ကန်ကို အစ္စရေးတဲ့တွတ်သွင်းလို့မရပါဘူး။ထရန့်အစိုးရမူဝါဒမှာအနောက်ဘက်ကန်ကိုအစ္စရေးတဲ့တွတ်သွင်းလို့မရပါဘူးလို့ ဘဏ်ကပြောကြားထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ယူကရိန်းရဲ့ပြည်တွင်းထုတ်တာဝေးလက်နက်တွေကကီလိုမီတာ3000မိုင်1900အထိရောက်နိုင်တယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ် Я хочу подякувати всім лідерам Європи, Європейського Союзу. Дякую. ကျွန်တော်တို့ဟာကီလိုမီတာ150ကနေ3000အထိအကွာဝေးကိုပြစ်ခတ်နိုင်တဲ့ယူကရိန်းနိုင်ငံလို့တာဝေးလက်နက်တွေကိုသုံးနေပါဗါးဒါတွေကနိုင်ငံတော်ရဲ့နောက်ဆုံးပေါ်စွမ်းရည်တွေပါလို့ဇာလန်စကီးကဘရက်ဆဲမြို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လာမယ့်နှစ်နှစ်အတွင်းယူကရိန်းကိုငွေကြေးထောက်ပံ့ဖို့မူအဖြစ်သဘောတူကြဖို့ဘယ်ဂျီယံမြို့တော်ဘရက်ဆဲမှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးတစ်ခုမှာဇာလန်စကီးရဲ့မှတ်ချက်တွေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ EU ထိပ်သီးအစည်းအဝေးကို ဧည့်သည်ဖြစ်တက်ရောက်လာတဲ့ဇယ်လန်စကီကယူကရိန်းနိုင်ငံဟာလာမယ့်နှစ်အစမှာရုရှားကပိတ်ဆို့ထားတဲ့ပိုင်ဆိုင်မှုတွေကရန်ပုံငွေတွေလိုပြီးဒီကိစ္စနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲကရိုးရှင်းလှတာမဟုတ်ဘူးဆိုပြီးထုတ်ပေါ်ပြောဆိုထားပါတယ်။ဒါပြင်ရုရှားနဲ့လဲလှယ်မဲ့ကိစ္စတွေကလက်ခံနိုင်ကြမရှိဘူးဆိုပြီးစစ်ပွဲကိုအဆုံးသတ်ဖို့လားလာရှိတဲ့ဖြည့်ရှင်းချက်တစ်ခုအတွက်ဘယ်ဆွေးနွေးပွဲမဆိုမလုပ်မီအပြစ်ခတ်ရစဲရေးရှိတဲ့နယ်ဆိုပြီးဇယ်လန်စကီကသူ့ရဲ့ရည်တည်ချက်ကိုထပ်မံပြောဆိုထားပါတယ်ခင်ဗျာ Partners Partners in naших Partner Finchach နောက်ဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့နှစ်စဉ်နေရောင်ကနန်းတန်းချီပြောင်းရွှေ့မှုခီးစဉ်ဩစတြေးလျမှာစတင်နေတဲ့အကြောင်းပဲဖြစ်ပါတယ်တန်းနဲ့ချီတဲ့နေရောင်ကနန်းတွေဟာ ခရစ်စမတ်ကျွန်းကနေပင်လယ်ထဲကိုနှစ်စဉ်ပြောင်းရွှေ့တဲ့ခီးစဉ်ဩစတြေးလျမှာစတင်နေပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ပတ်လုံးကျွန်းပေါ်မှာအနီရောင်ကနန်းတွေတန်းနဲ့ချီပြီးလမ်းမတွေပေါ်မှာမြင်တွေ့ရပြီပဲဖြစ်ပါတယ်။ခရစ်စမတ်ကျွန်းရဲ့ထင်ရှားတဲ့အမှတ်အသားဖြစ်တဲ့အနီရောင်ကနန်းတွေဟာအကောင်ပေါင်းတန်းတရာကျော်ရှိတယ်လို့လည်းဆိုပါတယ်။ဩစတြေးလျနိုင်ငံကလည်းဒီကျွန်းကိုကာကွယ်စောင့်ရှောက်မှုတွေပြုလုပ်ထားပြီးအမျိုးသားပန်းခြံဖြစ်သတ်မှတ်ထားပါတယ်။ကျွန်းပေါ်မှာနေကြတဲ့ကနန်းတွေဟာ ြီးခဲ့တဲ့ရန်နှင်းငယ်ကစပြီးပင်လယ်ထဲကိုပြောင်းရွှေ့တဲ့ခီးစဉ်ကိုစတင်ခဲ့ကြတာဖြစ်ပါတယ်။ဒီကနေ့တွေဟာဩစတြေးလျအနောက်ပိုင်းသမုဒ္ဒရာကမ်းခြေစီကိုမျိုးပွားဖို့တွားရောက်တာပဲဖြစ်ပါတယ်။အဲဒီကမ်းခြေမှာကဏ္ဍမတွေကဥဥတွေဥပြီးတားပေါအောင်ဆောက်ရှောက်လေးရှိကကဏ္ဍန်းထီးတွေကတော့ကုန်းလင်းပိုင်းကိုပြန်လေးရှိပါတယ်။ကဏ္ဍမတကောင်ဟာဥပေါင်းတသိန်းထိဥနိုင်ပြီးဒီဥတွေကိုသမုဒ္ဒရာထဲကိုပို့ဆောင်มาပဲဖြစ်ပါတယ်။ကနန်းနီတွေပြောင်းရွှေ့တဲ့ရာသီမှာကျုံးပေါ်မှာရှိတဲ့လမ်းအများစုပိတ်ထားသလို ကဏ္ဍတွေကိုစောင့်ရှောက်ပြီးတဲ့ဝန်ထမ်းတွေလည်းထားရှိပြီးတာတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ဣဇက်ပါ